ဒီ6လပိုင်းမှာတင်းလာတိုင်းပြည်တွေကံကောင်းနေလားကံဆိုးနေလားဆိုတာကိုတတော်ကနမိတ်နဲ့ကြောင်ကြည့်ပြမှာဖြစ်ပါတယ်ဒီနေ့မှာတော့တင်းလာတိုင်းပြည်အတွက်ပါအချစ်ရဲ့အိမ်တော်ရေးစီးပွားရေးငွေရေးကြေးအလောက်ကိုင်းပြီးရင်ကျွန်တော်ရေရာလေးလည်းပေးမယ်ရေရာလောက်ထားမယ်ဆိုရင်ဒီ6လပိုင်းမှာတင်းလာတိုင်းပြည်တွေကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ကျွန်အနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဒီရေရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာဘီယိုရဲ့နောက်မှာကျွန်တော်တင်နာပေးမှာဖြစ်ပါတယ်ဘီယိုလေးမစားတင်ခင်မှာမိတ်ဆက်ရမယ်ဆိုရင်တော့ကျွန်တော်ကမောင်တုခါပါခင်ဗျာ ကြောင်းရမိတ်ဆွေတွေဗီဒီယိုလေးကိုမြင်တာနဲ့ share ခြင်းဝင်မြခြင်းနဲ့ကုတို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ကိုယ်တန်ငယ်ချင်းနဲ့မိတ်ဆွေတွေ့ရင်ထပ်တူကုတို့ရမှာဖြစ်ပါတယ်။မိတ်ဆွေက share ပွားပြီးဆိုရင်ကဲကြောင်းရတူတူလက်ကြည့်ကြမယ်ခင်ဗျာ။ဒီ6လပိုင်းမှာတင်းလာသားမိတွေကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်တော့ကောင်းအားက60လောက်ရှိနေပါတယ်။ user ရမှာက40လောက်ရှိပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေ user ရမှာလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ အောက်စာပြည့်စည်လက်လက်ပတ်နဲ့ပတ်သက်မယ်ဆိုပြီးဆိုင်စီချင်ပါတယ်အောက်စာပြည့်စည်လက်လက်ပတ်နဲ့ပတ်သက်မယ်ဆိုကံလီနဲ့နေလေးညက်နေပါတယ်ကိုစုဆောင်တဲ့အောက်စာပြည့်စည်တွေကိုအတုံးမကြောက်မှုကြောင့်ဘလုံးတော်တက်ပါတယ်ဘီယူဆိုင်ရမယ့်အရာကကိုကတနာပြီးတော့တစ်ဖက်ကိုချီတာတွေငှားတာတွေအာမခံတာတွေလုံးဝလုံးဝမလုံးသေးပါဘူးအဲ့လိုလုံးမိမယ်ဆိုရင်ကိုယ်တိုင်ကဆက်ရော်ရတက်ပါတယ်ပြီးတော့ကံနဲ့ပတ်သက်လို့တွေကလုံးဝအကျိုးမပေးပါဘူးဒီ6လပိုင်းမှာကံနဲ့ပတ်သက်လို့လုံးမိမယ်ဆိုရင်ခဏဝကြောင်ပြောခဲ့လို့ပဲ ကိုစုဆောင်ထားတဲ့အဥ္စာပစ္စည်းတွေပလုံသွားတတ်ပါတယ်။ဒါကြောင့်အထူးကျူဆိုင်ပါခင်ဗျာ။မိတ်ဆွေကနဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်လို့ဆိုရပါမယ်။ကျူဆိုင်ရမှာကကိုယ့်ရဲ့မိတ်ဆွေကကိုယ့်ကိုကောင်းစေခြင်းလို့သုံးမတာကောင်းစေခြင်းလို့လမ်းပြတာတင်ပြတာကိုကိုကလက်မခံဘဲနဲ့နော်ငါ့ကိုဆရာလာလုပ်နေတယ်ငါ့ကိုအထက်ဆရာလာဆက်ဆံနေတယ်လို့ကိုကသွေးမိတယ်ဆိုရင်အဆင်မပြေဖြစ်တတ်ပါတယ်။အဲ့လိုမိတ်ဆွေကသွေးမိတယ်ဆိုရင်မိတ်ဆွေရဲ့ကံတွေကညှန့်သွားပါမယ်။ကိုမှားနေတာကိုကိုအဆင်မပြေတာကိုဘေးကတကယ်ကြီးမိတ်ဆွေကတည်တယ် တိလိုပဲသူကတင်ပြပေးတယ်ဆုံးမတယ်ကိုကလက်မခံဘူးဆိုရင်နော်ကိုကတယူတန်တမားဆိုရင်တေချာပေါ့မိတ်ဆွေကံကညံ့တော့မှဖြစ်ပါတယ်ဘာလို့လို့အစီအမီတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီတစ်ချက်ကိုအထူးယူဆိုင်ပါခင်ဗျာမိတ်ဆွေအကူညီအထောက်ပံ့ကိုယူပါမိတ်ဆွေကကိုအကျိုးပေးနေတဲ့ကာလဖြစ်ပါတယ်ကိုကတော့မကြဘူးဆိုရင်တေချာပေါ့မိတ်ဆွေကောင်းတွေစွတ်စွတ်ရမှာဖြစ်ပါတယ်ဒီတစ်ချက်ကိုအထူးယူဆိုင်ပါခင်ဗျာ မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းတယ်လို့ဆိုရပါမယ်။အိမ်ဝင်မဲ့သူတွေ၊ခြံဝင်မဲ့သူတွေ၊အိမ်ရောက်မဲ့သူတွေ၊ခြံရောက်မဲ့သူတွေအရန်ကြိုးပေးနေတဲ့ကာလကုဖြစ်ပါတယ်။နော်ကိုမထင်မှတ်တာလည်းငွေမောင်းနေနော်ရရှိတာမျိုးတွေဂျုံလူရတက်ပါတယ်အရန်ကောင်းတယ်လို့ဆိုရပါမယ်။ကိုရဲ့မိသားစုထဲမှာအဆင်မပြေဘူးစိတ်ဝင်ကွဲနေတယ်။ကိုရဲ့မိသားစုတွေထဲမှာအဆက်တွေပြတ်နေတယ်အဆက်တွေများတဲ့သူတွေရှိတယ်ဆိုရင်တေချာပေါက်အဆက်တွေရတာမျိုးတွေဂျုံလူရတက်ပါတယ်။ဒါကြောင့် မိသားစုရင်းနဲ့ကံနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းတယ်လို့ဆိုရပါမယ်။အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုနည်းနည်းလေးယူဆရမှာကဘာမှုတဲ့လူတက်ချောက်ကိုအိမ်တော်ကြီးမှာလာပြီးထိခိုက်တတ်ပါရဲ့။ဘာမှုတဲ့လူတက်ချောက်ကိုအိမ်တော်ကြီးကပြက်ပြားတတ်ပါရဲ့။ကွဲကွာရတတ်ပါရဲ့။ဒါကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်အထူးယူဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။နောက်တစ်ချက်ကယူဆရောက်မှာကတော့အချစ်ရည်နဲ့ပတ်သက်တာကျောင်းနေနဲ့ကြံပြရမယ်ဆိုရင်ကောင်းတယ်ပဲပြောရမှာလား စိုးတယ်ပဲပြောရမလားပေါ့နော်အခြေအနေနဲ့ပတ်သက်မယ်ဆိုရင်အဟောင်းတွေကအစ်စ်ပြန်ဖြစ်သက်ပါတယ်ကိုယ့်ရဲ့ချစ်သူအဟောင်းတွေရှိခဲ့တယ်ဆိုရင်ကိုယ့်ကိုပြန်ပြီးဆက်သွဲတာမျိုးပြီးတော့ကိုယ့်ကချစ်သူအဟောင်းတွေပြတ်သွားပြီးချစ်သူအစ်စ်နဲ့တွဲနေတယ်ဆိုရင်အဟောင်းတွေကဒုက္ခပေးသက်ပါတယ်ဒါကကိုယ်ကနော်ဟိုအစ်စ်လည်းမရသေးဘူးအဟောင်းကိုပဲစောင့်မြုံနေတဲ့သူတွေအနေနဲ့ကတော့အရန်ကောင်းပါတယ်ခင်ဗျာကိုယ့်ရဲ့ချစ်သူအဟောင်းတွေကကိုယ့်ကိုဆက်သွဲလာမှာဖြစ်ပါဒါကြောင့်အခြေအနေနဲ့ပတ်သက်မယ်ဆိုရင်ယူဆိုင်စေချင်ပါတယ်ခင်ဗျာအခြေခံက เนาะကောင်းတယ်ပဲပြောရမလားဆိုးတယ်ပဲပြောရမလားเนาะဒီအချက်လေးတွေရှိနေပါတယ်ခင်ဗျာအရန်ကောင်းတာကเนาะဒီ6လပိုင်းမှာသေလသားမီးတွေမှာလူချစ်လူခင်ပုံများနေတယ်ကာလာကုဖြစ်ပါတယ်ဒါကြဒီ6လပိုင်းမှာကောင်းနေတာကလူချစ်လူခင်ပုံများနေတယ်ကိုယ့်ကိုအကူအညီပေးမဲ့သူတွေအရန်များနေတယ်ကာလာကုဖြစ်ပါတယ် ကျမရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့ယောဂဟောင်းတွေကတချို့ပေါ့နော်ထားတတ်ပါတယ်ယောဂဟောင်းတွေပေါ်တတ်ပါတယ်ဒါပေမဲ့စစ်ပူစရာမလိုဘူးအကြီးမားမားလို့မဟုတ်ဘူးကျမရင်းနဲ့ပတ်သက်မယ်ဆိုရင်ရေပွက်ရပြီးတော့ကျမရဲ့ကောင်းတဲ့ယာရီအကူပြောင်းကြပဲတခါလေကျမရဲ့ညံ့တတ်ပါတယ်နော်ဒီတစ်ချက်လေးတော့ရှိပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ထူးထူးဆိုင်ပါခင်ဗျာပညာရေးမှာစိတ်မပါတာတွေစိတ်မဝင်စားတာတွေဖြစ်နေတတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ပညာရေးကိုအထူးထူးဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ် တနင်္လာသားမီးနေနဲ့နော်သားမီးမွေးထားတယ်ဆိုရင်နော်သမီးအကျိုးကလောကခံစား권မရှိဘူးသားအကျိုးကခံစား권ရှိပါတယ်သမီးတွေမွေးထားတယ်ဆိုရင်သမီးအတွက်ကြောင့်ကိုယ်မှာစိတ်ဆင်းရတာတွေပူပန်ရတာတွေပြင်နေတတ်ပါတယ်ကိုယ့်ရဲ့သမီးကနော်အပြိုလေးဆိုရင်အထူးပြုဆိုင်ပါခင်ဗျာသူတို့တက်ကြောင့်ကိုယ်မှာစိတ်ဆင်းရဲကိုယ်ဆင်းရဲတွေကြုံလို့ရတတ်ပါတယ်ခင်ဗျာအလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်ပဲပြောရပါမယ်အလောက်ကန်ကတော့အရန်ကောင်းတယ်ငွေတွေကတော့ဝင်နေလိမ့်မယ်ဒါပေမဲ့ခန္ဓာကမိတ်ဆွေကအလောက်ထဲမှာစိတ်မပါတာတွေစိတ်မဝင်စားတာတွေ အလုတ်ထဲမှာနော်စိတ်ဆုပ်စရာတွေကြုံတွေ့နေရတတ်တယ်ကိုယ့်ရဲ့အလုတ်ကတော့ကောင်းနေအဆင်ပြေဒါမဲ့ကိုယ့်ရဲ့စိတ်ကမပါဘူးပေါ့နော်ပြောင်းဆွေ့ချင်တာတွေကြုံတွေ့နေရတတ်တယ်ဒါကြောင့်ကြောက်နေတဲ့အကြံပြုရမယ်ဆိုရင်အလုတ်ကန်နဲ့ပတ်သက်မယ်ဆိုရင်နော်ပြောင်းတာတွေဆွေ့ရတယ်မလုပ်သေးပါဘူးကိုယ့်လောက်ကအဆင်ပြေတယ်ကိုယ့်လောက်ကကောင်းတယ်ဆိုရင်နော်နေပါဒါဖြင့်ကိုယ့်ရဲ့အလုတ်ထဲမှာအဆင်မပြေတဲ့သူတွေတချို့ရှိနေတယ်ဆိုရင်ဂလီဝမ်ဆိုင်ပါနဲ့ကိုယ်လှုပ်ရှားစီတာဆက်လှုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ ကံနဲ့ပတ်သက်လို့တွေကလောကအကျုံးမေးမေးပါဘူး။ကံနဲ့ပတ်သက်တွေလည်းလို့လောက်ချင်နေဆိုရင်တော့နော်၈ပါးရဲ့နံပါတ်တွေကကိုအကျုံးမေးပါတယ်။၈ပါးရဲ့နံပါတ်တွေကိုအစအဆုံးလေးစမ်းကြည့်လိုက်ပါ။အစအဆုံးလေးပေါ့နော်။စမ်းကြည့်လိုက်ပါ။နော်အကျိုးပေးပါလိမ့်မယ်။ကံကောင်းနေတဲ့အယောင်ကအဖြူရောင်ရဲ့အနီရောင်ရဲ့အကျိုးပေးပါတယ်။အဖြူရောင်နီရောင်တွေကိုနော်မိတ်ဆွေတို့အရေးကြီးတဲ့ကိစ္စတွေတွားမယ်လာမယ်ဆိုရင်ဒီရောင်တွေဝတ်ဆင်ပေးပါ။တေချာပါမိတ်ဆွေကံတွေကောင်းလာမှာဖြစ်ပါတယ်။အဖြူရောင်နဲ့အနီရောင်ကအရန်အကျိုးပေးပါတယ်ခင်ဗျာ။ နောက်တစ်ချက်ကောင်းလီလာကနော်ဒီ6လပိုင်းမှာတင်လာသားမိနေနဲ့ခရီးဝေးသွားတာတွေခရီးထွက်တာတွေဒါမဟုတ်ဘူးဆိုရင်အလောက်ကိစ္စနဲ့ပေါ့နော်သွားတာတွေလာလာပြီးအရန်ကြိုးပေးပါတယ်အရန်ကောင်းပါတယ်။ဥမာကိုကဗီဇာစောင့်နေတယ်နော်အဲ့လိုလူတွေရှိတယ်ဆိုရင်လည်းအရန်ကြိုးပေးပါတယ်ကိုဖြစ်ချင်တဲ့ဆန္ဒတွေပြည့်မြောက်သွားမှာဖြစ်ပါတယ်။ရက်ဝေးကြီးရဲ့ဒါသွားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ6လပိုင်းမှာကောင်းတာနဲ့စိုးတာနဲ့ဒွန်သွဲနေတဲ့ကာလတစ်ခုဖြစ်ပါတယ်။ကဲကျွန်တော်ရေရရာလေးပြီးမယ်ဒီရေရရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာ။ ီရရလှုပ်လိုက်ခြင်းအားဖြင့်ဒီ6လပိုင်းမှာကံကောင်းမှုလေးတွေကုစီကိုရောက်လာမှာဖြစ်ပါရရရကိုဖြစ်အောင်လှုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကဲရရရကကျွန်တော်တူတူလက်ကြည့်ကြမယ်ခင်ဗျာလှုပ်ရမယ့်ရရရကရမ်းလွယ်ကူပါလေခင်ဗျာမိတ်ဆွေကနော်ကိုယ့်ရဲ့နေရောက်တဲ့ခါပေါ့တင်းလာနေရောက်တဲ့ခါကြရင်ဖះမှာသူရမယ့်ပြည့်စည်က သမင်းအဖြူပေါ်မှာတကြားလေးဖြူလိုက်ပါပြီးတော့တရက်ဒီလေးပါဖက်ပြီးတော့ပေါ့နော်ဟိုကတ်လူပေးနိုင်ရင်ပို့ပြီးတော့ကောင်းတယ်ဒါတရက်ဒီအစင်မပြေဘူးဆိုရင်လေသမင်းဖြူပေါ်မှာတကြားလေးဖြူလိုက်တကယ်ပြည့်ဒီပါဆိုရင်ပို့ပြီးတော့ကောင်းတယ်တက်ဒီကပကံပြားလေးနဲ့နော်အဲတပကံပြီးတော့သမင်းဖြူပေါ်မှာတကြားလေးဖြူထားပြီးတော့ကတ်လူရမှာဖြစ်ပါတယ်ကတ်လူရမယ့်အချိန်ကကိုယ့်ရဲ့နေရောက်တဲ့ခါကျရင်ဖယားမှာကတ်လူရမှာဖြစ်ပါတယ်အချိန်က9နိုင်40နဲ့9မိနစ်အချိန်မှာကတ်လူပါဒီတဲ့တန်ကောင်းခြင်းတဲ့အချိန်ကဗုဒ္ဓဟူးနေ့ မနက်7:15မိနစ်ချိန်မှာပြုလုပ်ပေးပါခင်ဗျာမနက်7:15မိနစ်ချိန်မှာပြုလုပ်ခြင်းအပြင်မိတ်ဆွေရဲ့ကံကပို့ပြီးတော့ကောင်းလာမှာဖြစ်ပါတယ်ဒါမှအဆင်မပြေဘူးဆိုရင်ကိုယ့်ရဲ့နေ့ရောက်တဲ့ခါကျကတ်လို့ပေါ့နော်အဆင်ပြေတယ်ဆိုရင်နော်ဗုဒ္ဓဟူးနေ့9:45မိနစ်ချိန်မှာကတ်လူခြင်းအပြင်မိတ်ဆွေရဲ့ကံတွေကကောင်းလာပြီးတော့မိတ်ဆွေဖြစ်ခြင်းတဲ့ဆန္ဒတွေပြည့်မြောက်သွားမှာဖြစ်ပါတယ်ဒီရည်ရာကိုနော်ယုံကြည်နဲ့လုပ်ပေးပါဦးကျွန်တော်ကကြံပြုချင်ပါတယ် ကျောင်းမိတ်ဆွေတွေဒီဗီဒီယိုမြင်တာနဲ့ share ရင်းဝင်ကြခြင်းပဲခုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခုလိုမျိုးပဲအခက်အခဲအကျက်တွေရင်ဆိုင်နေရတဲ့သူတွေအဆင်မပြေတဲ့သူတွေရှိတယ်ဆိုရင်ဒီဗီဒီယိုမြင်တာနဲ့နော်တို့ကမြင်တွေ့သွားတယ်ဆိုရင်ရပြိုင်လိုက်လှုပ်လိုက်မယ်ဆိုရင်သူ့ရဲ့အခက်အခဲတွေအဆင်ပြေသွားတယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်နဲ့ကထပ်တူခုလိုရမှာဖြစ်ပါတယ်ဒါမှပဲမိတ်ဆွေရဲ့အခက်အခဲတွေကလည်းနော်အဆင်ပြေမှာဖြစ်ပါတယ်သူများအကျိုးကိုကလိုလားတယ်ဆိုရင်ကိုယ့်ရဲ့အကျိုးကလည်းအဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့် share ဖို့လုံးဝမေ့ပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ် ကျမိတ်ဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော်နမိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးကျော်စွင်တော်မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ထပ်ပြောမယ်ရှယ်ဖို့လုံးဝမမေ့ပါနဲ့နော်။